အားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်ကအခုဒါစန်တော်ရှင်မြတ်မော်တင်စွန်းဇေရမြတ်ကြီးရဲ့ဒီအောက်ဘက်ကမ်းခြေမှာရောက်ရှိနေတာဖြစ်ပါတယ်အဖျားကြီးကဒီကနေလှမ်းမြရပါဘောနော်စန်တော်ရှင်မြတ်မော်တင်စွန်းဇေရမြတ်ကြီးပါအဒီတနေ့ကတော့ဖျားပွဲပြီးသွားပြီဆိုတော့ဒီပွဲစီဆိုင်ငန်းတွေရောဖြတ်သွားပြီကျွန်တော်ဒီကဖျားလေးတွေဖူးဖို့ကြံနေသေးတဲ့အတွက်ကြောင့်မပြန်သေးပဲဒီမှာရှိနေသေးရပါဒီဘက်ကတော့ဒါဖောင်တော်ဦးဖောင်တော်စိတ်စီတော်ပေါ့နော်ဒီဒီကမ်းခြေကြီးကတော့ ဒါမော်တင်မြတ်မော်တင်ဆိုရင်ကမ်းခြေကြီးပေါ့ဒီမှာဆိုရင်ဒါဖျားဖူးတဲ့ဖျားပွဲနေရဆိုဒီမှာရေဆော့တဲ့တွေလည်းရှိတယ်ဒီနေရာမှာလည်းရေဆော့လို့ရတာပေါ့နော်ပြီးတော့ကျွန်တော်ကဟိုဘက်ကနက်တောင်တကြားတောင်ကိုအခုဖျားတော့ဖူးမှာဖြစ်ပါတယ်ဒီဘက်မှာနက်တောင်တဲ့အဲ့ဒီပုံမှာအဲ့ဒီတောင်ပေါ်မှာလည်းပေါ့နော်အဲဖျားတွေရှိရဲရှင်အောင်ဖျားတွေရောနောက်ပြီးတော့ငကေယုံဖျားကြီးရောရှိရပေါ့နော်အဲ့မှာဖျားတော့ဖူးပါမယ်ရှင်အားလုံးပဲကျွန်တော်တို့ဒီလိုဖျားလိုက်ဖို့အတွက်ဖိတ်ခေါ်ပါတယ် အစားရမှာပေါ့ဒီကတော့ပင်ငယ်ကြီးပါဒီဘက်ကဒီဒီဘေးနဲ့တက်ပါနော်ဟမ်ဘေးနဲ့တက်ပါဒီမှာဒီမှာလို့အဲ့ဒါမဲ့ဒီကဟမ်ဒီလူရံကြီးရဒီမှာဟိုဒါဆိုရင်ဟိုဘက်နဲ့တက်လိုက်လေဟိုဘက်တောင်းတက်လိုက် 新娘嘛，也还有。<noise> <noise> <noise>

ဲလာရတယ်ရန်ကုန်ပါဗျာဟိုတပည့်ရရာဇဝင်လေးရှင်ပြောပြပါဩမတန်းလေးလုံနေတော့ဟိုရောင်းရအများသေးအောင်လဲအလာဒီအထက်လာလေပြပါတယ်ပါရောင်ရောင်ရများသေးအောင်ဆရာတော်ဘုရားကြီးနဲ့ဘုရားတဟာနာတမုတ်ထားတဲ့ဝေကူဆရာတော်ဘုရားကြီးတို့ခီတော်ခဲ့တဲ့သန္တာကျမခင်ဆရာတော်ဘုရားတို့ကငယ်စဉ်မောင်ပစဲဘဝကအဘအောင်မင်းကောင်ကြီးရဲ့အကြောင်းမှာအတူနေခဲ့တယ် အတူနေခဲ့တဲ့ပြီးရပြီးတော့ဒီသာသနာကိုပြုဖို့ဆိုပြီးတော့လုပ်တာပေါ့ဒီအပအောင်ဝင်းကောင်ကြီးရည်ပြီးနှင်ကြချက်နဲ့ဒီဘက်နေရာလေးကိုစေတီဆောက်ဖို့ဆိုပြီးတော့ညွှန်ကြားခဲ့တာအဲ့ဒါလည်းပဲဒီဘက်ကတောက်ကလက်ဘက်တို့ဒီဘက်ဒီနတ်တောင်တို့တောက်ဒီမြဲမှာမဟာပုဒ္ဒတနာတောင်ဒီပါတို့နောက်ပြီးတော့မဟာဥဒ္ဒါတို့ဒီဒီမချောင်းဒီပါတို့ ီတို့တို့ဒီပါဒီပါလေးစုပေါ့ဒီပါလေးစုဆိုတာဒီမျက်မော်တင်ရဲ့မျက်မော်တင်ဒီပါရဲ့တောင်ပေါ်ဒီပါရဲ့ဟိုဒါပြင်းမချောင်းဒီပါရဲ့ဒီတို့တို့ဒီပါရဲ့ဒီနတ်တော်ကတော့အိုးသူမိုင်လို့ကြောက်မှာပေါ့ကွာရှင်းစာကောနာတင်ပါဆရာတင်ပါရှင်းစာကောနာလက်ထက်ကရှင်းစာကောနာရဲ့တပည့်ဒီပေါ့တပည့်သူ့ရဲ့တပည့်ကဟုတ်တာနဲ့မေတ္တာရဲ့ဝိဇ္ဇာကမေတ္တာ သားတော်ဝေကုံလိုက်ဝေကုံလိုက်ရဲ့နောက်ဟုတ်ကြရဲ့ဟိုမင်းခေါင်ကျော်သွားတယ်မဟုတ်ဘူးမင်းခေါင်ကျော်သွားကဟုတ်ကြရဲ့ရှင်အစ္စကောနာရဲ့တပည့်သူတို့ကရှင်အစ္စကောနာပြီးတော့ဓာတ်တော်တွေဇလုံးတွေပါရအောင်တော့သူကစီရီပဲဖြစ်တယ်ဖြစ်တဲ့အချိန်မှာမေတော်တာနဲ့ဟိုရှင်အစ္စကောနာအလုံးခါနေတဲ့မှာဝင်ပြီးတော့သူကဝင်ပြီးဝင်ပြီးတော့တရားဘာဝနာအားထုတ်ပါညာလုပ်နေတဲ့အချိန်မှာရှင်အစ္စကောနာဥစ္စာနဲ့ ဒီနဲ့မိုးပေါက်ကြော်စွာနဲ့အသားဝေဘောကဥစ္စာမှာပပြမြေမှာကြံခဲ့နာရပတိမင်းလက်ထက်တယ်ကျမအဲ့ဒီမင်းလက်ထက်မှာသူတို့ကမင်းရီပြီးတော့သူ့ရှိမှာဒီစေစာကောနာရှိရတတ်တော်ဇလုံးတော်ရှိတယ်ရွှေပြုတ်ကြီးရှိတယ်သူ့ရှိမှာရွှေတွေရှိတယ်ဆိုပြီးတော့သူ့မေးတော့သူ့ရှိမှာမရှိဘူးရှိတော့အဲ့ဒါနဲ့သူကမင်းပြမင်းလက်ဖြည့်ပြီးတော့အသက်ခံသူသားတော်သူသားနဲ့သူ့ပြင်နဲ့ အဲဘိုးကောင်ကျော်စွာနမင်းနဲ့အတ္တိဟုတ်တာနဲ့တာဝေပုံရဟိုမေတ္တာတာတော့ဝိဇ္ဇာဖြစ်သွားတယ်ဝိဇ္ဇာဖြစ်ပြီးတော့ရှင်အစ္စာဘောနာနဲ့ဒီအလုံးထားနေမှာဒီအလုံးလေးဓာတ်နေမှာအဲ့မှာသူတို့ကအေးပြီးတော့အလုံးလေးဓာတ်နေဆိုတော့ဒီဘောဆိုတာပေါ်နေတဲ့ဒီနတ်တောင်အမော်နေတဲ့ဒီနတ်တောင်တွေကတစ်ဆက်သေးဒီအလုံးတကားပွင့်လာနတ်တောင်မှာပွင့်လာဒီမာမကုရတာကြီးရဲ့ဒါဥစ္စာဒီဟိုအလုံးထားနေရတော့ဒီနတ်တောင်မှာပွင့်လာတကားပွင့်လာ ဒီမှာအဲ့ဒီအချိန်မှာသူတို့ကအဲ့အလုံးစာဒီထဲမှာဝင်ပြီးတော့တရားဘာဝနာကြည့်ကြအောင်သူအားထုတ်နေတဲ့အချိန်မှာအဲ့ဒီလိုဟိုကမြင်းမြင်းမြင်းနဲ့တဲ့အဲ့ဒါကိုမရတဲ့ဇီကိုမိုးပေါက်ကြောသွားတယ်မင်းကဝင်တဲ့ဟိုလာတဲ့အချိန်မှာလာလို့မရလာလို့မရဆိုတော့ဒီအလုံးစကားပေါက်ကိုဖွင့်မပေးဘူးအဲ့ဒီအလုံးစကားပေါက်ကိုဖွင့်မပေးတဲ့အချိန်မှာသူကရပြီးတော့ဟိုပြောရမယ်ဆိုတော့ဒီရွှေကိုတောင်းလို့ပုံပြီးတော့ပေးရတဲ့အတွက်ကြောင့် ပြင်းတ်တောင်းရဲလို့ညမဲ့ပြောသွားတာတင်ပါအဲ့ဒါနဲ့ပဲသူအားယူပြီးတော့ဒီပြင်းလေရက်ကလာတဲ့ဒီပြောရမယ်ဆိုမိုးတိမ်မိုးခဲတွေကိုသူကဖယ်ရှားတယ်ပြင်းကိုသူကပြန်ပြီးတော့တော်လန်ထားတာပေါ့ပြောရမယ်အဲ့ဒါနဲ့ပဲဒီဟုတ်တာပါဒီပြင်းပါပေါ့ပြောရမယ်ဆိုရင်ဟုတ်တာပြဘုကောင်ကြီးရှားတယ်ဖြစ်ကုန်ကြတာဘုကောင်ကြီးရှားတယ်ဖြစ်တဲ့အချိန်မှာနာရပတိမင်းရည်ပြီးတော့အဲ့ဒီမှာအဲ့ဒီဟုတ်တာကိုဒီနတ်မင်းနတ်ဒီဟုတ်တာတွေအကုန်လုံး ေါ်ပြီးလေးရတယ်လေးရတော့ဒါဘာကြောင့်ဖြစ်လဲဆိုတော့ဒါသူတို့လည်းမနိုင်ဘူးဒါပြလို့မနိုင်လဲဘလူးဘလူးကြောင့်ဖြစ်တာလဲဆိုတော့အစဉ်ပြီးကွက်မြက်ခဲ့တဲ့မိုးပေါင်ကျော်စွာနတ်မင်းရည်ကြီးပြီးတော့တားထားတာပေါ့ဒီဟာတွေအကုန်လုံးဖယ်ရှားပြီးတားထားတာပေါ့အဲ့ဒါဆိုလို့ရှိရင်တပည့်တို့ကျွန်တော်တို့ဘလူးလောက်ကမလဲနေရာလေးကဒီဟာမျိုးဘလူးလောက်ကမလဲဆိုတော့မိုးပေါင်ကျော်စွာနတ်မင်းကိုနတ်ကုန်းနဲ့ပြီးပြီးတော့တော့ရမယ်ဆိုပြီးတော့အားနဲ့ပဲနှကုံးပြေးပြီးတော့လုတ်ပြီးတော့ တောင်းပန်ပြီးလုပ်ပြီးတော့ပွဲပိုင်လုပ်ပြရတာအမှန်ကသူကသူကဒီဝိဇာဒါနီရဲ့တကားပေါက်စောင်းတဲ့နတ်မင်းဖြစ်သွားတယ်ဒါကြောင့်မလို့သူကရွှေတွေပုံပြီးပြရတဲ့တယောက်ပါဒီတောင်းရွှေနဲ့တောင်းဆိုပြီးတော့အမီပြင်သွားလာတင်ပါဘူးလက်ရှိမဟာဘဂူရာဒီဒီဆန်တော်ရှေဖျားကြီးဖျားတာအလုံးထားပြီးပေါ့ဒီအလုံးထားနေရတော့တကားပေါက်ပွင့်လာရွှေနဲ့တောင်းပါပွင့်လဲအဲဒီဂျီနီယာရဲ့နောက်သူဒီဥစ္စာမဟာမဟာဘုဒ္ဓတနာကောင်းကျိုးကြီးဆိုတာရှိတယ် ိုးမှာ over ဥစ္စာနဲ့မှာ5မိုင်မှာသွားတယ်အဲ့ဒီမှာကအဲအမှသုံးသာဒီဥစ္စာအလုံးစကားပေါက်ပွင့်တဲ့နေရာရှိတယ်ဘာညောင်မီးနှစ်ပင်နဲ့တော်ကြီးတဲ့မှာဒီက300လောက်ရှိတယ်အခုဘုရားသာသနာကြီးဘုရားပုံစံပေါ့ဘုရားဥစ္စာစင်တော်ကြီးအဲ့ဒီဥစ္စာကြီးစီဒီတွေပြန်တဲနေတာဆရာတော်ရဲ့လက်ငုံလက်ရင်းတွေပေါ့ညမြောင်ဆရာတော်ဘုရားရဲ့လက်ငုံလက်ရင်းတွေဆရာတော်ဘုရားတို့ဒီကိုရောက်တဲ့အချိန်မှာဒီမှာလက်တော်မှာသာသနာပြုနေတဲ့အချိန်မှာသူကနေပြီးတော့အဲ့ဒီဟာကိုရှားမယ်ဆိုတော့သူတို့လိုက်ရှာကြတာ လိုက်ရှာကြတော့တောင်းနေရှာကြတော့သဘောလိုဒီလိုအခုလိုနံနံပါတ်လည်းမပေါက်ဘူးအဲတော့တောင်းနေရှာတဲ့အချိန်မှာအဲ့ဒီအလုံးစကားပေါက်ကိုညောင်မင်းတစ်ပင်ရှင်းပါဘုရားတဆုတွေ့တယ်ဒါဟိုးဘက်အပေါ်ဘက်မှာဘုရားတဆုတွေ့တယ်ဒါပေမဲ့ဘုရားကြီးကတော့ဖြတ်စီးနေတာအဲ့ဒီကိုဆရာတော်ဘုရားကြီးပြီးပြန်ပြုတ်ပြင်းပြန်ပြုတ်ပြင်းလည်းပြီးတော့ပြီးတော့အမှထွက်ရပါပုံကိုတူးချင်းစီရဲ့နေရာတိုင်းနေရာတိုင်းနေရာတိုင်းမှာဆရာတော်ကအဲ့ဒီလိုစေတီတော်တွေတည်ထားတယ်ပြုတ်သွားတော်တွေတည်ထားတယ်အများကြီးပဲအဲ့ဒီတည်းမှာ အခုဦးစင်းလို့လက်ရှိဒါပုဇာပတိဓမ္မမိတ်တိဆရာတော်ကိုပညာဘောဒီဆရာတော်ဦးဆောင်ပြီးတော့ဒါဆရာတော်ဘုရားကြီးရဲ့ညီးတဲ့သွားပြီးတော့ပြန်ပြီးတော့ပြန်ပြုပြင်မုံမှန်နေတာအခုဆိုလက်ရှိမှာ20လောက်တော့ပြီးနေပြီဒါဟိုရက်ကဘောင်းလာဆန်ဒီရနေ့ရဆိုလို့ရှိရင်ဓမ္မအရှင်သောဘုရဲ့ဖရာကိုထီးပြင်တယ်အဲ့ဒီရှိမှာဆိုလို့ရှိရင်ကွင်းောက်ဆရာတိုင်းရဲ့ဖရာအဲ့မှာဟိုကတို့ဟိုအခုကနေတော့ရှင်အစခေါနာတော့အဘိုးပေါ့စိန်တို့ အဲအဲအများကြီးပဲဖွဲ့ရပေါ့တူကြီးတွေတူကြီးစီရဲ့နေရာတိုင်းမှာစီဒီစီဒီတွေပေါက်လာတာငကူတော့တော့ပြောရမယ်ဆိုလို့ရှိရင်တော့ဟိုကြောက်တုံးလို့ဘာလို့အုတ်ခဲလို့ဘာလို့ကြောက်ခဲတယ်လေဟိုကတအားဝေးတဲ့နေရာဒီရတာအောင်မပြောရမယ်ဆိုကိုးမှန်ကိုသွားတာဆိုတော့အုတ်ခဲတစ်လုံးရောက်ဖို့လည်းမလွယ်လို့ပြီးလိုက်မြစ်တိတ်ရောက်ဖို့လည်းမလွယ်ဘူးပြောင်းနေ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 ခွဲရပြီးတော့တဲပြီးတော့အဲ့လိုမျိုးလုပ်ခဲ့ရဆိုတော့ပြောမယ်ဆိုဘီလက်မြစ်အာနဲတယ် နေတဲ့အချိန်မှာအဲ့ဒီအချိန်တော့ဆိုရှင်ဆိုတော့စင်လို့ဘာလို့ကြားလို့ရှိတဲ့အချိန်ကျတော့တည်ခဲ့တဲ့ဟာကြီးကယူဆိုတော့နှစ်ပေါင်းများစွာကြားလာတော့ဒါကြီးကပြောရမယ်ဆိုရင် အကုန်လုံးပျက်စီးယူနေရတာအဲ့အရာတွေကိုအခုပြန်ပြီးပြင်ပြင်မုံမှန်နေတာအဲ့သမိုင်းကတော့အဲ့လောက်ပဲဒီတောင်ညူဒီဘာဘုံတို့ပြီးတော့အခုသွားမယ်ဆိုရင်တို့ဒီကပြန်ဝင်မယ်ဆိုတော့လွယ်သွားလို့လွယ်လောက်လွယ်တယ်ဒီအရေးပြီးတော့ဒီကတ္တရာလမ်းအရေးပြီးတော့ပတင်ကိုသွားတယ်လမ်းပဲကတ္တရာလမ်းအရေးသွားလို့ရှိရင်6မှာ6မှာပြီးလို့ရှိရင်အဲ့မှာလမ်းကွာမှာစိုက်ဖို့ကလေးရှိ မဟာကုသတနာကောင်းပြီဆိုတာအဲ့ဒီအဲ့လမ်းကွာတဲ့ဝန်တော်လို့ရှိရင်မြေလမ်းလေးအဲ့မြေလမ်းကိုကားနဲ့ဆိုရင်တက်လို့ရတယ်မိုင်းလူကားနဲ့ဆိုတက်လို့ရတယ်အဲ့တက်သွားရင်3မိုင်လောက်ဝင်ရတယ်3မိုင်လောက်ဝင်လို့ရှိရင်အမှအလံလေးထောင်တာတကယ်လို့ပြန်ပြီးရောင်းဝင်လာချိုးဝင်လာဘာမှမလုပ်ဘူးဒီအဲ့ဒီအဲ့နည်းနည်းလေးချိုးဝင်လာလို့ရှိရင်ရောက်ပြီအမှကြောင်းလေးရောက်မှရှိတယ်အခုအမှဟိုဟာလုတ်ပြန်လမ်းလမ်းတော့ကောင်းလားဟုတ်လမ်းမကောင်းပါဘူး မ်းကြောင်းနဲ့လည်းတော့ဖောက်လို့ဝင်နေမယ်ဒီမှာသူရောစာရီဖတ်တော့တွေ့တယ်တောင်ညိုတီပါဆိုတော့လမ်းမှာလည်းဆိုင်းမိုးတွေ့ပြီးတော့ဝင်မယ်တော့စိတ်ကူးတာဗျာတချို့ကလမ်းနဲ့နည်းနည်းကျန်းနေပြောဆိုတော့မြတ်တော်အပြင်ကဒီဒီပါလေးစုရှိတယ်မဟာမဟာသူသူတတနာတောင်းမဟာမဟာမကူရာရန်ဒီမဟာသူတတနာရဲ့မဟာဝေပုံလာရဲ့မဟာဝိဇယရဲ့ဒီလေးခုဒါဥစ္စာအလုံးတကားပေါက်ပွင့်ရနေရာလေးကအလေးခုမဟာမဟာမကူရာလေးဆိုစံတော့ရှင်မဟာ အမဟာဘုဒ္ဓလနာဆိုတောင်ကြီးမဟာဥဒ္ဒဟိုမဟာဝိဇယကဟိုဥဒ္ဒရွှေရင်တို့မဟာမဟာဝေကုဏဟိုရွှေရင်တို့မဟာအရွှေရင်တို့ဥဒ္ဒပြောတာပြမချောင်းပြောတယ်မဟာဝိဇယကရွှေရင်တို့ရွှေရင်တို့ကတော့ပသိမ်နားမှာကြီးတယ်သူကတော့လမ်းမေးသေးတယ်ဝင်ကူလိုက်တဲ့ချင်းနီးလေးရဲ့သူကဒီတောင်ကြီးကြတော့တောင်တောင်ရောက်ခဲ့တယ်အဲ့ဒါဆိုသူကရိုက်ရွတ်ဒီ စံတော်ရှင်ရိုက်သွားရင်6ပိုင်းသွားရတယ်ပြီးလို့ရှိရင်ဟိုတဲ့တော့3ပိုင်းဝင်ရတယ်။အမြေလဲလဲပြည့်တော့တောင်းတောင်းဝင်ဖို့ခင်းတယ်။နောက်သွားတင်ဒီပါရေမရှိဘူး။ဟိုတော့ဥစားပေါ့ပြောရမှန်ဆိုရင်တောစကန်လေးကြောက်ကြောက်ထုတ်တဲ့စကန်လေးပဲရှိတယ်။အဲ့မှာလေးအဲ့ဒါလေးပဲကြည့်ရကျန်တာတော့တောကြီးပဲ။အဲ့မှာကြောင်းတယ်နေပြီးတော့ပွဲကိုလုပ်ကြည့်ရ။အဲ့ဒီဟိုတာတောင်းလို့ဒီပါတောင်းလို့ဒီပါအဲကြောင့်မလို့တောင်းတောင်းမရောက်ဘူးအဲသူတို့လည်းမင်းနေတောင်းလို့ဒီပါတော့တွားချင်တာဗျတောင်းလို့ဒီပါတောင်းတောင်းမရောက်ဘူးတောင်းအောင်တော့ တင်ပါဗျာဝိဇ္ဇာနဲ့ဆက်သက်တဲ့ပုံပုံမှန်သမျှတော့ဒီနေရာလေးဌာနကိုရောက်တော့ကြတယ်တင်ပါဗျာအဲကြောင့်မတော်ရတင်ပါဗျာဒါရောက်ခဲတယ်တင်ပါဗျာဘာပဲဖြစ်ဖြစ်ကျောစကားဆိုလို့လည်းသူကလည်းသူတော့အာသီရိပုရိဘာညာလေးပြန်ပြီးပြင်တင်ပါဗျာသူလည်းဒါနောက်လာနေဆိုရင်ဟိုဂျန်ဂုံလေးကပဲအထူးရှင်တူကကြီးရောဒီမှာကျောင်းဆောက်ဖို့ပဲလုပ်နေတင်ပါဗျာအခုလက်ရှိတော့နည်းနည်းပါးပါးပစ္စည်းစုထားရောပဲရှိသေးတယ်တင်ပါဗျာလုပ်နေတယ်တင်ပါဟိုဦးစင်းတို့လည်းအခုပြည်နယ်ကြီးစည်းတဲ့တော့ပါဒီပြောက်ဆရာလိုင်းရဘေးအောက်တော့ဟိုအချမ်းနယ်တော့ပြီးသွားပြီ တယ်မှာပြန်လာတော့အချောတွေကတော့မပြီးသေးဘူး။အဲ့ဒါလုပ်နေတော့ဟုတ်လားအလို့ရှင်ပါညာရှိလို့ရှင်လည်းအမှခွာရကြည့်ကြလို့ရတယ်။တင်ပါပြတင်ပါတင်။ဟိုအဲ့ဘက်မှာလည်းဖုန်းမရှိဘူးနော်။ဥစ္စာကိုဟိုဟာဝင်နေမှာအဲ့ဒီတောင်ကျူကြီးကအခုဓမ္မပေးနေဆရာတော့သူ့အမေအဲ့ဒါကတော့သူကတော့ပြင်းပြသွားဘူး။ဥစ္စာကြီးလက်တော်သမိုင်းကတော့တော်တော်ဥစ္စာနည်းနည်းတော့သိတယ်။တင်ပါပြတင်။တောင်ဥစ္စာကျတော့ဒီကားတောင်ကျတော့ဒီစားတော့မသိဘူး။တင်ပါပြတင်ပါတင်။ဒီဘက်မှာနေတာများတော့တင်ပါတင်ပါ။ဟိုကလည်းဒီဘက်ကဟာကမိတ်ခါလာဆိုတော့ဩတင်ပါ။ဆရာတော်တော့အကုန်အဆုံးသိတယ်။ အဲ့လက်တာကြားတော့တမိုင်းကြောင့်အကုန်တောင်လူကြီးရဲ့တမိုင်းကြောင့်အကုန်ဆရာတော်ဘုရားလူရဲ့တမိုင်းကြောင့်အဲ့ဥစ္စာကြီးတို့ဒီအဘအောင်မင်းခေါင်းကြီးတို့ဣစ္ဆာတွေလောက်ကတဲ့ဌာနတွေအများကြီးပဲဌာနတွေတော့အများကြီးပဲဌာနပေါင်းအများကြီးပဲလောက်လောက်ကတဲ့တင်ပါပြတယ်ပညာသိအောင်လည်းလုပ်နေကြဒီကွာနဲ့တောင်းပါဟိုဘက်ကတခြားတောင်းပါကျွန်တော်ပြီးတော့မှတခြားတောင်းတော့ပါမယ် ရောက်တော့ရောက်ခိုက်ဖရားရဲ့အများကြီးဖူးရအရန်ကိုစိတ်ကြည်လူကိုကောင်းပါတယ်။ဘာဖြစ်လဲဆိုတော့ကျတော့ဒီမော်တဇွန်ဖရားကြီးကိုလည်းဖရားပွဲရက်ပဲလာပြတာပေါ့နော်။ဘာလို့လဲဆိုတော့ဟိုလမ်းခီးရတယ်နည်းနည်းဝေးတော့ကားကျော်နည်းနည်းပြတ်တာပေါ့နော်။ကိုကဒီဒေတာကံမှုတ်တဲ့ခါကျတော့ဒီတောင်လေးဖြတ်လာရတယ်ဆိုရင်ဖရားပွဲရက်ဆိုတော့ကားလေးတွေနည်းနည်းရှိတယ်။စီရဲဆိုတော့လာဟိုလာလို့ပို့ပြီးတော့ရဲတာပေါ့နော်။အဲ့လိုမျိုးဆိုတော့အဲ့ဖရားကြီးပွဲကိုလာမှလည်း ီဘက်ကိုရောက်ဖြစ်တာဆိုတော့ရောက်တုံးအစုံဖျားဆုံးဖူးပါရဲ့ရှင်အားလုံးလည်းချောရနေတူတူပေါ့နော်တတ်တူဖူးမြော်ကြည်ညိုနိုင်ဖို့အတွက်ကိုဖျားဖူးကုတူပြုပါရဲ့ ဘာလို့လုံနေကြ။ဒီလိုစီ။ဒီလိုစီ။ဖရားလာပြီးတော့ဒီလိုစီ။ဩအပင်ဆန်။ဒီလိုချန်လုံ။ချန်နေမှာဆန်။တချာပေါ့နော်။ဒီမှာတချာမင်းဖြစ်လာ။ဟုတ်သူ။အေးချန်လည်းအရင်။ ဒီမှာစီရီလေးရှိတယ်။ဒီဘက်ကနေပဲပတ်လိုက်တော့မယ်။ကြောက်ဟိုဖျားဖူးရင်ပေါ့နော်။ဟိုတချို့ကလက်ရရည်တို့လက်ဝဲရည်တို့အဲ့လိုမျိုးတော့ပြောကြတယ်။အဲ့လိုမျိုးတက်ဆန်ချောတော့ ဟိုဖျားဖူးရခါကျကိုယ့်ရဲ့စိတ်ကတရားတရားအဓိကပေါ့နော်ကြီးညိုစိတ်နဲ့အဖူးတာဖြစ်တဲ့ကြောင့်များသောဖြင့်ဟိုအရှင်ပြေဘက်ကပတ်လိုက်တာ များပါတယ်ဟိုလက်ရပဲဖြစ်လက်ဝဲပဲပေါ့နော်အမားပိုင်လဲခုနှစ်ပါကိုယ့်ရဲ့ကြီးညိုတရားစိတ်နဲ့ပဲဆိုတော့ဘေဘက်ကပတ်ရမယ်လို့ကျွန်တော်ပုံသေးအဲ့လိုမျိုးမထားအောင်ရှင်း ိုးဘက်ကပင်လေကြီးဆိုတော့လေစိတ်ကိုជីနူးအေးချမ်းပြောမှာလေလေရအေးဒီကျွန်တော်ကန်းချီတွေတွားလို့ရှိရင်လေတခြားကန်းချီမှာဆိုရင်လေဘူးတွေတိုက်တယ်ဗောနော်ကိုကြုံရဆိုနေကင်းဘက်ဆိုလေရတိုက်တယ်လေရပူဒီမော်တင်မှာဇွန်ကန်းချီမှာချောလေနေရလေမေးပွင့်လာပူမယ်တိုက်တယ်လေရလုံးဝမပူလေလေးတွေအမြဲအေးနေရအဲ့တချက်ကိုသဘောကျရဗောနော်အာဒီမှာနေနေရကာလာဆိုလေလေးတွေအမြဲအေးနေတယ် 哦，今晚那个用便宜点了，啥个那个用的？哦，那便宜吧。ရောင်းမနေတဲ့သူတွေအခုကတော့လေအဲ့လိုမျိုးဘယ်လိုပြောမလဲပင်လေကြီးတွေအဲ့လို တောင်တန်းကြီးတွေရောက်လာခါကျရင်မွန်းကျက်မှုတွေပြေပြောက်တာပေါ့နော်ကျွန်တော်တို့ရန်ကုန်ကျတော့ရန်ကုန်ကလည်းတော့ဖွင့်ပြိုးရမျိုးဆိုဆက်ယုံနေကားတွေလမ်းနေနေဆိုတော့ 移动油站咯，以前以前买嘞。 ခေါင်းလောင်းတယ်နေကြတယ်။ဖရားရောက်လို့ဆင်းလဲတယ်နေခေါင်းလောင်းတယ်နေကြတာစိတ်ကြည်မှုရပါတယ်။ဒါကုနကတောက်ပန်းအော်ဒီယာလမ်းတော့မဟုတ်ရှင်။ကြတော့နော်ဒီမှာပေါ်ကနေတော့ဒီမှာစီဒီလေးတွေရှိရယ်။နေပြုံဖရားကြီးနဲ့ အေးတော့ဖရဲဖရဲဘယ်နဲ့ဘယ်နှပတ်ရှိပြီမမကြည့်ဘူးဟုတ်လားမမကြီးကနှစ်ပတ်ရှိပြီတော့ပြောပါလားမရတော့လားတာလာတာလာဟုတ်ကဲ့ဖရားဖရားလေးဇီလီလေးနဲ့ဟိုကနဂယုံဖရားကိုတရားဆင်ရမှာပဲ တော့အောက်ကြည့်ရောမစင်ကြည့်ရောနကအမျိုးဝင်နေအားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေပြီးရင်ခင်ကြပါစေစိတ်ရဲ့အဆင်ပြေနေအေးမြချမ်းသာတကရရှိကြပါစေကောင်းကျိုးလိုရဆင်းပြေပါပါစေရဆန်တော်ရှင်မြတ်မော်ဒီဇင်စီရုံးရဲ့ဂျူဒီယန်နေခင်ဖူလေးရဘုဘကနေဆိုတဲ့ဒီဘက်နတ်တောင်အလှမ်းမြရှေဒါတော့ဆန်တော်ရှင်မြတ်မော်ဒီဇင်စီရုံးရဲ့ဂျူပါရှင်

ကအဲ့လိုမျိုးဟိုပင်လယ်ဘက်တီဆိုတော့နော်ငကားဖျားရည်များဒီမှာလည်းကျွန်တော်စီရီလေးရှိပါတယ် စ္စာမန်နိုင်ငကားကိုကောင်ငကယုံဖျား ျမမတော့ငွေငကားကြီးခုနကငကေုံဖျားလေးတွေဆီရနေပြီးတော့ဒီပေါ်ပြန်တက်ပါပြီ Đó nghe liền Hả? Nhưng mũi tôi lùi về Sao lùi à? Hả đây, vẫn là phát xì vậy Mang gì ta xì thì à Ồ, thì ta còn đang à Nó khá bằng như thế còn à အရင်ဗီဒီယိုမှာဒီတကွန်နိုင်တဲ့ပတ်သက်တာလေးကိုကျွန်တော်တတိထားလေ့လာရဲဆိုပြီးပြောခဲ့ဘူးတဲ့အဲ့ဒီဗီဒီယိုလေးကြည့်ဘူးကြားလားတော့မသိဒီမှာတကွန်တိုင်ကမျိုးမျိုးပေါ့နော်သူ့ရဲ့ခေတ်လိုက်ပြောချင်းချင်းမှုလိုက်တကွန်တိုင်ကအမျိုးမျိုးရှိတယ်ဟင်းတာတကွန်တိုင်တို့ပြီးတော့ ठी တော့တကွန်တိုင်ဘာလို့လဲဒီကဒီဒီမှာတော့တွေ့ရတာတကွန်တိုင်တော့မဟုတ်တယ်နဲ sorry ပါဟိုကငကားမင်းပုံစံ တသက်တိထားတယ်နဲတကွန်လုံးမတွေ့ဘူး sorry နောက်ကကြည့်လိုက်တော့တကွန်နိုင်တယ်လို့ဆိုတော့အေးချင်းတိတ်ဆိတ်တယ်ဒီဖီးယားကြီးပွဲလဲမနေ့ကတနေ့ကပြီးသွားတယ်ဆိုတော့ ဟိုဒီမှာဖျားဖူးကြီးလည်းနည်းနည်းရှင်းသွားတာဖြစ်ပါငှက်တန်းလေးပင်လေရဲ့အတန်းရဲ့ငှက်တန်းလေးတွေရဲ့ဖျားရဲ့အရင်အေးချမ်းစိတ်စိတ်ကြည့်ဖို့ရကောင်းပါရဲ့ ဒီတောင်ပေါ်လေးမှာတောင်ပေါ်မှာပေါ့နော်ဒီတောင်ပေါ်မှာဆိုရင်ဟိုနေမပူပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာအပင်ကြီးတွေရှိတော့အပင်အရိပ်တွေကအေးချမ်းနေပြီးတော့လေနေမထိုးပြီးတော့လေလေးတိုက်တော့အေးနေရလို့ရှိ တာပို့မယ်ခေါင်းလုံးထိုးမယ်အမြှဝေးမယ်အလုံးမချောတဲ့သူတို့ပုံပုံပြောပြရဲစိတ်ဝင်စားဝယ်ရဆိုရင်အကြောင်းအရာလေးနားထောင်ပြီးတော့ဒီ net တောင်မှာရှိရဖရားရဲ့ဖူးမျောပြီးတော့စိတ်ကြည်နူအေးချမ်းကြလိမ့်မယ်လို့မျောလင့်ပါတယ်ရှင်အဲ ယခုဗီဒီယိုလေးကိုကြည့်ရှုပြီးတဲ့အခါမှာကုသိုလ်တရားတွေပွားများရတဲ့တို့မဟုတ်ဘဟုတုတတွေရရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဖရားတူတူဖူးရအောင်ဆွဲ channel လေးကို subscribe လေးလုပ်သွားပေးပါဦးနော်ဗီဒီယိုလေးရဲ့အောက်မှာ like တွေ share တွေ comment တွေလည်းပေးလို့ရပါတယ်ရှင်ယခုလိုမျိုးပဲကျွန်တော်တို့တူတူနောက်ထပ်ဖရားတွေအများကြီးတူတူဖူးကြမယ်နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်အားလုံးပဲကိုစိတ်ငြိမ်ပြပေးရန်ကွာစမ်းမချမ်းသာရှိကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ရှင်